ကျွန်တော်တို့ရဲ့ချင်းဖိုက်တာလေး Joshua Van နဲ့ Brandon River တို့ရဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ။နှစ်ယောက်စလုံး Flyweight တန်းအတွင်းမှာဝင်ပါရီ။ Fighter နှစ်ယောက်စလုံးကလည်းနောက်ဆုံးနေနဲ့စင်ပေါ်မှာမျက်နှာချင်းဆိုင်ဆိုင်ကြပြီလေဖြစ်ပါရီ။မနေ့ကအာနဂါဝိုင်းတွင်းမှာပဲအပြေထုတ်ကြယူမဲရှိတော့တာပါ။ Joshua Van ကတော့ Brandon River ကို မရရောက်အောင်နိုင်ယူမယ်လို့ဆိုထားပြီဖြစ်တယ်။ ဘန်ကအသက်23နှစ်အရမ်းမြင့်5.5လက်မရှိတဲ့ professional fighter ဘွားစစုပေါင်း16ပွဲထိုးတာမှာဆလစ်ပွဲနိုင်တယ်နှစ်ပွဲပဲရှုံထားတာကိုတွေ့ရပါတယ်။ရူပါကရောအသက်30နှစ်နေရှိပြီးအရမ်းမြင့်ကတော့ဘန်ထက်ရှိတယ်ပေါ့နော်5.9လက်မရှိတဲ့ professional fighter ဘွားစစုပေါင်း16ပွဲထိုးတာမှာဆန်းကနပွဲနိုင်ထားရသူဖြစ်တဲ့ခနပွဲရှုံရလက်ပိုင်းဆိုင်ထားရသူဖြစ်တဲ့ UFC ကောင်းစီအောင်မာရောဘန်က10ပွဲထိုးတဲ့ခနပွဲနိုင်တဲ့ပွဲရှုံး ရူဘာကဆက်ပွဲထိုးကနေပွဲနိုင်သုံးပွဲရှုံးရလတ်တွေပိုင်းဆိုင်ထားကြရီရူဘာရဲ့ထိတ်တောင်း accuracy က95ရာခိုင်နှုန်းရှိပါတယ်เนาะထိတ်တောင်းတိကျမှန်ကန်မှုက95ရာခိုင်နှုန်းရှိတယ်ဘိုင်းရဲ့ထိတ်တောင်း defense ကကြာတော့83ရာခိုင်နှုန်းရှိတယ် strike လက်နဲ့ပါမနစ်အရေးအတွက်မှာတော့ရူဘာက၄.၄၆ချိန်ဘန်းက၈.၂ချိန်နဲ့ promotion တစ်ခုလုံးမှအများဆုံးပဲဖြစ်ပါတယ် နော်တမနစ်အတွင်းမှာပြန်မဲ့ fighter ကိုဒါထိချက်ပေါ့လေဒါ Joshua Man ကတော်တော်လေးကိုများတာပါနော် UFC တမိုင်းမှာတော့ပတ်တန်းတွင်သွားရတဲ့သူဖြစ်တယ်ဒါကြောင့်မှတ်တမ်းတွေရဆိုရင် striking ထုတ်သုံးတဲ့အနေထားမှာရောပန်က နှစ်ဆနီးပါးလောက်ပိုများထားပါရယ်ဂျော့ရှွာဘန်ကမှတကယ်ကိုမှစထရိုက်ကာဆစ်ဆစ်လို့ကျွန်တော်အနေနဲ့ပြောလို့ရရီရူဘာကငါးချီပွဲတွေမှာဆက်တိုက်အသားစီးရခဲ့တဲ့သူ ဖြစ်ပြီးတော့အစောပိုင်းချီတွေမှာအထာနှင်းသက်ပါရယ်ဂျော့ရှွာဘန်ကတော့သုံးပတ်အတွင်းမှာနှစ်ပွဲလက်ခံထားတဲ့သူ ဖြစ်တယ်နှစ်ချိန်ဝေးချထားရလို့အဲ့ဒီအပိုင်းတို့ကသူရဲ့ဆန်းဆောင်ရေပေါ်တက်ရောက်မရှိမလားဆိုတာကကျွန်တော်အနေနဲ့စောင့်ကြည့်ရမှာပါ။ ဒီသွဲဆိုင်ကတော့မနေ့ဖြန်သလင်းကနီမနေ့ပေါ့ဗျာမြန်မာစံတော်ချိန်စံနာရီလောက်မှာဒါကြည့်ရဖို့ရှိနေပါတယ်ကျွန်တော်တို့ main cup ပွဲစဉ်တွေက၈နိုင်ခွဲမှာစမယ် Joshua Ban တို့ကကြတော့တတိယမြောက်ကောင်ပွဲစရိတ်ကကြတော့၁၀နိုင်လောက်မှာကြည့်ရမှာဖြစ်ပါတယ်နော်